ရှားအလုပ်သမားထောင်ပေါင်းများစွာပူတင်ကိုဆန့်ကျင်ကျွန်တော်တို့ကြားနေရတဲ့အတန်တွေဟာစားလောင်မှုရဲ့အော်ဒါမဟုတ်ပါဘူး။ဒါကသူတို့ရဲ့ငွေတွေကိုနိုင်ငံတော်ကယူသွားတဲ့လူတွေရဲ့အတန်ပါ။အခုရုရှားမှာတခုခုပြောင်းလဲနေပါတယ်။ဒီအတန်တွေဟာဗလာဒီမာပူတင်နှစ်20ကြာကြောက်ရွံ့ခဲ့တဲ့အတန်တွေပါ။ ပန်းရောင်ထုတ်ဆောင်ထားတဲ့အမျိုးသမီးတို့ကကြောက်ရွံ့မှုကနေဒေါသအဖြစ်ပြောင်းလဲသွားတဲ့အခါခါသီးတဲ့အမှန်တရားကိုအော်ဟစ်ခဲ့ပါတယ်။ Вот хватит это терпеть. На всех просто грабят. ရုရှားကလူတွေဟာဒုံးကြီးတွေကိုမကြောက်ဘူးလို့သူမပြောခဲ့ပါတယ်။လာကုန်မှာသူတို့ရဲ့ဘဏ်အကောင့်ထဲမှာငွေတုံညာဖြစ်နေတာကိုပဲကြောက်ရွံ့တဲ့အကြောင်းသူမကဆိုပါတယ်။အစိုးလိုက်ပြုံလိုက်ဆန္ဒပြမှုတွေနဲ့အလုသမားတပိတ်တွေဟာပြန်လဲမြင့်တက်လာခဲ့ပါတယ်။ လူတွေမှာလားစာမရှိလျက်စင်မီမရှိ အပူပေးစနစ်မရှိစားလောင်မှုနဲ့အေးအေးတမ်းပဲရှိခဲ့ပါတယ်။အပူချိန်ကအနှုတ်20ဒီဂရီဖြစ်နေပါတယ်။လူအများပြားကတစ္ဆာဖောက်ခံရတယ်လို့ခန်းစားကြရပါတယ်။ပူတင်ကယူကရိန်းမှာဆစ်ရှုံးနေတာတော့မဟုတ်တော့ပါဘူး။သူကရုရှားပြည်သူမိဖို့ကြောင့်လေပြည်သူအိတ်ကတ်တွေနဲ့အေးခဲနေတဲ့စစ်ရုံတွေအတွင်မှာပါရှုံးနေနေပါပြီ။ဒီဆန္ဒပြမှုတွေကတက်ကြွလှုပ်ရှားသူတွေအော်ဟစ်နေတာမျိုးမဟုတ်ပါဘူး။တစ်ချိန်တည်းမှာပဲဝေးလံတဲ့တခြားဒေသတွေမှာပါဆန္ဒပြမှုအသစ်တွေနဲ့ ကြီးမားတဲ့အလုံသမားတပိတ်တွေဖြစ်ပေါ်နေပါတယ်ရုရှားရဲ့အရာလုံးထိမ့်ချုပ်ထားတယ်ဆိုတဲ့လိမ်ညာမှုဘလို့ပြောလဲသွားတယ်လဲဆိုတာပြောပြပါမယ်။ရုရှားလုံသမားတွေကိုယ်တိုင်အမှန်တရားကိုဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ဒါဟာ2025ခုနှစ်နိုဝင်ဘာလကအေးခဲနေတဲ့မနက်ခင်းတစ်ခုမှာ Novosibirsk မှာစတင်ခဲ့ပါတယ်။ရုရှားမှာဆန္ဒပြတာဟာအထူးသဖြင့်စစ်ပွဲကာလမှာထောင်ချနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဒါပေမဲ့ဒီလူတွေဟာအသက်ရှင်တန်ဖိုးရုန်းကန်နေရတာကြောင့်သူတို့ရဲ့ကြောက်ရွံ့မှုကိုကြော်လွှားခဲ့ကြပါတယ်။ ပန်းရအောင်ထုတ်ဆောင်အမျိုးသမီးကအဲလီနာယုံမှာသူမကအနောက်တိုင်းရဲ့ကိုယ်စားလှယ်ဒါမှမဟုတ်နေတိုးကိုထောက်ခံသူမဟုတ်ပါဘူး။သူမကတာမန်ရုရှားနိုင်ငံသားတဦးပါ။သူမရဲ့ဇကားရိအရရုရှားအစိုးရရဲ့ဝါဒဖြန့်မှုတွေကိုချိုးဖြတ်ဖို့အတွက်လုံလောက်တဲ့ခွန်အားရှိခဲ့ပါရဲ့။စိုင်းဘုတ်တွေမှာ VAT တန်ဖိုးမြင့်အခွန်900ရာခိုင်နှုန်းထက်မကျော်ပါစေနဲ့လို့ရေးသားထားပါရဲ့။ဒီမှာတို့လားစားရဲ့80ရာခိုင်နှုန်းဟာအခွန်ဆောင်ရပါတယ်လို့လည်းရေးသားထားပါရဲ့။ဒီအရေးအတွက်ကလည်းတုံ့နှုတ်เสียပါ။ ဒါကလာကရူဘယ်100ရရင်ရူဘယ်80ဟာနိုင်ငံတော်စီကိုပြန်ပြီးရောက်သွားပါပြီ။ဒီငွေတွေကိုစေးရုံတွေ၊ကျောင်းတွေ၊လမ်းတွေနဲ့စက်ရုံတွေအတွက်အသုံးပြုသလားမဟုတ်ပါဘူး။ဒါတွေကိုယူကရိန်းမှာပောက်ကွဲမဲ့လက်နက်တွေတိစားဖို့အသုံးပြုနေပါပြီ။နေထိုင်ရေးစရိတ်တွေအရန်ကြီးမြင့်လာတယ်လို့လည်းသုံးသက်သူအများပြပြောကြပါပါ။ဟင်းသီးဟင်းရွက်တွေကစိန်ခံပစ္စည်းလိုဖြစ်နေပါ रे အိမ်နဲ့ကားကုန်တွေကလည်းမြင်းမြန်းစံတက်လာနေပါ रे ပူတင်ရဲ့ကြီးမန်းချက်တွေကိုပေးဆက်ဖို့အတွက်လူတွေဟာသူတို့ရဲ့လူနေမှုအဆင့်အတန်းကိုဆွလွန်နေရပါ रे အယ်လီနာယွန်က ။သူတို့ကျမတို့ကိုမျက်ကွယ်စေခဲ့တယ်လို့လည်းပြောပါရီ။ဒါဟာအမျိုးသားနိုးထမှုရဲ့သင်္ကေတတစ်ခုဖြစ်လာပါရီ။မဟာရုရှားဆိုတဲ့အယူအဆကိုယုံကြည်ခဲ့တဲ့လူတွေဟာသူတို့ရဲ့မျက်လုံးတွေကိုဖွင့်လာကြပါရီ။သူတို့ဟာဗလာဖြစ်နေတဲ့ရေခဲတက်တာတွေနဲ့အိမ်တကားမှာအခွန်ကောက်ခံသူတွေကိုတွေ့ရှိခဲ့ကြပါရီ။ဒါဟာရိုးရှင်းတဲ့ဇီဝရေးပြဿနာမဟုတ်ပါဘူး။ဒါဟာနိုင်ငံတော်ကစီစဉ်ထားတဲ့လူရည်မှုတစ်ခုပါ။လူတွေကတိတ်ဆိတ်နေမလားစာလောင်မုတ်တိတ်နေမလားဆိုတာကိုရွေးချယ်ခဲ့ရပါတယ်သူတို့ဖော်ထုတ်ပြောဖို့ရွေးချယ်ခဲ့ကြပါတယ် နိုဗိုစီဗီဆန္ဒပြမှုဟာအဟိတံဖြစ်နောက်ဖြစ်ရကတော့ငလင်းတစ်ခုလိုပါပဲအခုဒီမီထရီဂရက်အနုပြုမျိုးတော်ကိုလှည့်ကြည့်အောင်ပါဒီနေရာဟာရုရှားရဲ့နျူကလ িয়ার အနာဂတ်ရဲ့အသင်းနှလုံးဖြစ်ပါတယ် MBIR project ဟာရုရှားရဲ့အရှိန်မြင့်သုတေသနတပ်ပေါင်းမှုဖြစ်ပါတယ်ပူတင်ကဒါကိုတစ်ချိန်ကသိပ်ပံတော်လှန်ရေးလို့ခေါ်ခဲ့ပါတယ်ရုရှားဟာနျူကလ িয়ার စွမ်းအင်မှာကမ္ဘာကိုဥဆောင်လိမ့်မယ်လို့သူကပြောခဲ့ပါတယ်ဒါပေမဲ့အခုတော့ရက်တန်သွားပါပြီအလုတ်သမား300ဟာအလုတ်ကနေထွက်ခွာခဲ့ကြပါပြီဒါရီဟာဘာကြောင့်ပါလဲ ဒီ project ကိုလှုပ်ဆောင်နေတဲ့နိုင်ငံတော်ထောက်ခံထားတဲ့ကုမ္ပဏီ Oka AI ကသူတို့ကိုဩဂုတ်လကလေးကလစာမပေးတော့လို့ပါဩဂုတ်စက်တင်ဘာအောက်တိုဘာ3လစလုံးလစာမရကြပါဘူးသူတို့ဟာ radio တထုကြွ NRA တွေနဲ့ပြင်းထန်တဲ့အခြေအနေတွေမှာအလုပ်လုပ်ခဲ့ကြပါလိမ့်သူတို့မိသားစုတွေအတွက်ပေါမောက်တောင်မဝယ်နိုင်ခဲ့ပါဘူးနျူကလ িয়ার အင်ဂျင်နီယာတွေနဲ့အလုပ်သမားတွေစာလောင်လို့တပိတ်မှောက်တာဟာနိုင်ငံတကာနိုင်ငံအတွက်အဓိကသတိပေးလက္ခဏာတစ်ခုပါကုမ္ပဏီကသူတို့ကိုရူဘယ်တန်းတရာပေးဖို့ရှိနေပါတယ်။ဒါကသေးငယ်တဲ့ project မဟုတ်ပါဘူး။ ဒါရုရှားရဲ့အကြီးဆုံးနျူကလ িয়ার အစီအစဉ်ပါရုရှားဟာသူ့ရဲ့အဓိကနျူကလ িয়ার တပောင်းမှုကိုတိစောက်နေတဲ့အလုပ်သမားတွေကိုတော့လာစာမပေးနိုင်တော့ဘူးဆိုရင်နိုင်ငံတော်ကအခြေခံအဖြစ်ဒေဝါလီခံနေရပါပြီတရင်းစားတစောင်းရဲ့ဖော်ပြချက်အရအလုပ်သမားတွေကစုံစမ်းစစ်ဆေးသူတွေကိုစာတွေရေးခဲ့တယ်လို့ဆိုပါတယ်ကျွန်တော်တို့စားလောင်နေကြပါတယ်လို့လည်းသူတို့ကပြောကြခဲ့ပါတယ်သူတို့ရဲ့လောက်ခလာစာခရီးစရိတ်နဲ့အားလက်စရိတ်တွေအလုံးမရဘူးလို့လည်းသူတို့ကပြောပါတယ်အုတ်ချုပ်ရေးမှုကလည်းဘာမှမတန်နိုင်ပါဘူး ်မြို့တော်ဝင်ကလည်းနားထောင်ပေးုံနဲ့တက်နိုင်ပါ रे ငွေကမရှိတော့ပါဘူးငွေတွေကစစ်မျက်နှာပါပဲရှိနေပါ रे ငွေတွေကဒုံးကြီးတွေမှာရှိနေပါ रे ငွေတွေကအာဏာပိုင်တရေကြီးတွေရဲ့အိတ်ကထဲမှာရှိနေပါ रे ရုရှားဟာနျူကလ িয়ার မဟာအင်အားကြီးနိုင်ငံလို့ကြွေးကြော်နေပေမဲ့သူ့ရဲ့နျူကလ িয়ার အလုသမားတွေကိုတော့လာစားမပေးနိုင်ပါဘူးအလုသမားတွေကရုရှားအစိုးရဟာရူဘယ်33ဘီလီယံတန်တဲ့ project ကိုငွေကြေးမထောက်ပံ့နိုင်လို့ဆိုရင်ဘနာဒိုက်ဟာဘလာဖြစ်နေပြီလို့ပြောခဲ့ပါ रे ပြီးတော့ဒီအချက်တွေကဆက်ရှိနေပါ रे အခုအရှေ့ပြားက ပရီမော့စကီခရိုင်ကိုတွားကြည့်အောင်ပါပရီမော့စကီအပူတားပေးစေယုံကအခြေအနေဟာလည်းအိမ်မဆိုးတစ်ခုလိုပါဒါဟာဒေတာရဲ့အဓိကရက်စစ်တာထုတ်လုပ်ရနေရပါအဲ့ဒါတွေရက်တန့်သွားရင်စေယုံတွေရက်မယ်အိမ်တွေအေးခဲမယ်ဘဝတွေရက်တန့်သွားပါလိမ့်မယ်အလုံသမားတွေအလုံမလုံတော့ပါဘူးသူတို့မလုံနိုင်လောက်အောင်အင်အားကုန်ခန်းသွားလို့မြေပြင်ပေါ်မှာလဲလျောင်းနေကြပါလိမ့်ဗီဒီယိုတွေမှာအလုသမားတွေကွန်ကရစ်ကျမ်းမြေတွေမှာအိတ်တာနဲ့အနားယူဖို့အမိုးတွေပေါ်တက်နေတာကိုပြသနေပါဗျ။ ရန်ွေအိုးတွေကလည်းအေးဆန်နေပါဗျ။တာပိုင်းတွေကရက်တန်သွားပါပြီ။သူတို့ရဲ့ဆိုင်းပုတ်တွေမှာသပိတ်မှောက်ခြင်းလို့ရေးသားထားပါဗျ။ဒါဟာပုံမှန်သပိတ်မှောက်မှုမဟုတ်ပါဘူး။ဒါအသက်ရှင်ရက်ဒီရေးအတွက်တိုက်ပွဲတစ်ခုပါ။ကန်ထရိုက်တာတွေလည်းထွက်ပြေးသွားပြီးငွေလည်းမရှိတော့ပါဘူး။ဒေသခံတွေလည်းကြောက်လန့်နေကြပါဗျ။ KSME ဖြတ်တောက်ခံရရင်ဘာဖြစ်မလဲလို့သူတို့ကမေးကြပါဗျ။လာစားမရရှိသေးတဲ့အလုပ်သမားတွေဟာရန်ွေအိုးတွေကိုလုံးဝပိတ်ပစ်ဖို့အသင့်ရှိနေပါဗျ။ဒါဟာစက်မှုလုပ်ငန်းတိုင်းမှာပုတ်ရည်နေတဲ့အနာအီလိုပါ။ ဗူတင်ကစစ်ပွဲကိုထောက်ပံ့ဖို့အရက်ဖတ်အခြေခံအဆောက်အုံတွေကိုလည်းဖျက်ဆီးခဲ့ပါသည်။ဒါအပိစက်ယုံပြုပြင်ထိမ့်သိမ်းဘတ်ဂျက်တွေကိုလည်းဖြတ်တောက်ခဲ့ပါသည်။လောက်ခလာစာရန်မုံငွေကိုလည်းဖြတ်တောက်ခဲ့ပါသည်။သူကဒီငွေတွေကိုစစ်တပ်စီကိုပို့ခဲ့တာပါ။အခုရုရှားရဲ့ခန္ဓာကိုယ်ဟာသူ့ရဲ့အသက်သွေးကြောအင်အားတွေကိုဆုံးရှုံးနေပါပြီ။သူကလျက်စစ်တာမထုတ်လုံနိုင်ပါဘူး။သူ့ရဲ့နျူကလ িয়ার စက်ယုံကိုအပြည့်အစုံမလုံနိုင်ပါဘူး။သူ့ရဲ့အလုပ်သမားတွေကိုလည်းဂရုမစိုက်နိုင်တော့ပါဘူး။ အခုဒီဗီဒီယိုကလည်းအနောက်တိုင်းရဲ့လိန်ညာမှုမဟုတ်ပါဘူးရုရှားအလုပ်သမားတွေကိုယ်တိုင်သူတို့ရဲ့ဖုန်းအနေနဲ့ရိုက်ကူးထားတာပါသူတို့ရဲ့ဗီဒီယိုတွေကအခုရုရှားအစိုးရကိုတုံ့လုံစေပါရည်အစိုးရမီဒီယာတွေကလည်းဒီပြဿနာကိုသိငဲ့တဲ့အငင်းပွားမှုများလို့ခေါ်ဆိုခဲ့ပါရည်ဒါပေမဲ့လည်းအချက်လက်တွေကတခြားအရာတခုကိုပြောပြနေတာပါ Novo CV မှာအခွန်ဆန္ဒပြမှုတွေ DV Trograph မှာနျူကလ িয়ার အလုပ်သမားတပိတ်တွေ Primoski KI မှာဓာဘေးစက်ရုံပြိုလဲမှုတွေဒီဖြစ်ရပ်တွေဟာတိကျစီမဟုတ်ပါဘူးဒါတွေကအချင်းချင်းဆက်ဆက်နေပါရည် ဒါတွေကရုရှားရဲ့စစ်ပွဲစီးပွားရေးဟာနိုင်ငံတစ်ခုလုံးကိုဘယ်လိုမျိုးနင်မွန်းစေတယ်လဲဆိုတာကိုပြသနေတာပါ။နိုင်ငံတော်ဆက်ရံတွေကပျက်စီးနေတာကိုလည်းပြသနေပါတယ်။စနစ်တစ်ခုလုံးပြိုလဲနေတာကိုလည်းပြသနေပါတယ်။ရုရှားအစိုးရဟာနေတိုင်းစစ်ပွဲအတွက်ရူဘယ်ဘီလီယံပေါင်းများစွာသုံးစွဲနေပါတယ်။တေငားတွေလည်းမီးလာပါတယ်ဒုံးကျည်တွေလည်းပောက်ကွဲပါတယ်ပြီးတော့ဒီကြီးမားတဲ့ကုန်ကြမ်းစိတ်ကပိတ်လို့မရတဲ့ငွေကြေးအပေါက်ကြီးကိုဖမ်းနေနေပါတယ် ဒီဘတ်ဂျက်အပကိုဖြည့်ဖို့အတွက်လည်းပူတင်ရဲ့တခုတည်းသောဖြည့်ရှင်းချက်ကတော့ပြည်သူတွေကိုတိုက်ခိုက်ဖို့ပါရုရှားအစိုးရဟာအကြက်တဲကိုမငင်တော့ပါဘူးသူတို့ဟာဝန်ခံမိမယ်လေနူးညံ့ပြီးလှပတဲ့စကလုံးတွေကိုအသုံးပြုပါရယ်ရုရှားဗန်နာရေးဝန်ကြီးအန်တန်ဆာလော့ဖ်အန်နော့ဖ်ကရှင်းရှင်းလင်းလင်းထုတ်ပြန်ချက်တခုလုပ်ခဲ့ပါရယ်သူကဘတ်ဂျက်ကွာဟမှုကိုပိတ်ဖို့အတွက်အစိုးရက VAT ကို20ရာခိုင်နှုန်းကနေ22ရာခိုင်နှုန်းအထိတိုးမြှင့်ခဲ့တယ်လို့ပြောခဲ့ပါရယ်အဓိကအကြောင်းရင်းကတော့အထူးစည်ရေလှုပ်ရှားမှုတွေအတွက်ငွေကြေးထောက်ပံ့မှုဖြစ်တယ်လို့သူကပြောခဲ့တာပါ ဒါကနိုင်ငံတော်ကအခြေခံကုန်ပစ္စည်းတွေစီကငွေပိုယူမယ်လို့ဆိုလိုတာပါ။ပမုတ်တွေနှွားနို့တွေခလေအနှီးတွေလိုအခြေခံကုန်ပစ္စည်းတွေဈေးတက်လာပါလိမ့်မယ်။ဒီငွေတွေကစစ်ပွဲစီရောက်သွားပါလိမ့်မယ်။သဘောကလည်းရှင်ပါလိမ့်။စစ်ပွဲဆက်လက်ဖြစ်ပွားနိုင်ဖို့ပြည်သူတွေဟာဆင်းရဲဒုက္ခခံရပါမယ်။ဒါကြောင့်မဲအယ်လီနာယွန်ကရှင်တို့ကျမတို့ကိုလူရက်နေတာပါလို့အော်ဟစ်ခဲ့တာပါ။သူမှပြောတာလည်းမှန်ပါလိမ့်။ဒီလူရက်မှုကိုအစိုးရကတရားဝင်အင်တာဗျူးလိုက်တာပါ။တစ်ချိန်ထဲမှာပဲဗဟိုဘဏ်အုပ်ချုပ်ရေးမှုကပြောခဲ့ပါလိမ့်။သူမရဲ့နာမည်က LVR နာဗျူလီနာပါစီးပွားရေးကအရန်ဆိုးဝနေတယ်လို့သူမပြောခဲ့ပါဘူးထုတ်လုပ်မှုကသူ့ရဲ့ကန့်သက်ချက်ကိုရောင်းနေပြီလို့သူမကပြောပါဘူးငွေဆက်ကူအပေါ်တွေပိုရိုက်ထုတ်ရင်တော့အထောက်အကူမဖြစ်နိုင်တော့ဘူးလို့ဆိုပါဘူးကြံရှိတဲ့အလုံသမားတွေအလုံးလောက်မရှိတော့ပါဘူးအမျိုးသားအများပြားဟာယူကရိန်းစစ်ပွဲမှာတိုက်ဆုံခဲ့ကြပါဘူးတချို့အများပြားကလည်းနိုင်ငံကထွက်ပြေးခဲ့ကြပါဘူးတခြားတွေကတော့လာစားမရလို့တပိတ်မှောင်နေကြပါဘူးဒါကအန်ဒီရရှိတဲ့စာဝန်ကိုဖန်တီးနေတာပါစစ်ပွဲကလုံသားအင်အားကိုရှော့ချပါဘူး လုံသားနေပိုင် ထုတ်လုပ်မှုလျော့နေလာပါလိမ့်မယ်။ထုတ်လုပ်မှုနေပိုင်ငွေကြေးဖောင်းပွားမှုပိုများစေပါလိမ့်။ငွေကြေးဖောင်းပွားမှုများရင်လူတွေကိုဆန္ဒပြဖို့တိုက်တွန်းစေပါလိမ့်။ပူတင်ကပိုပြီးဖိအားပေးတာနဲ့တုံ့ပြန်ပါလိမ့်။ဒါပေမဲ့လည်းဖိအားပိုပြီးပြည်သူတွေကိုဒေါသပိုဖြစ်စေပါလိမ့်။ပူတင်ဟာစစ်ပွဲအတွက်၁၂လကနေ၁၄လအထိပဲငွေကြေးထောက်ပံ့နိုင်တော့မယ်လို့ကြွညင်သူတွေကသတိပေးပါလိမ့်။အဲ့ဒီနောက်မှာတော့သူဟာလက်နက်တွေနဲ့လူတွေကြားရွေးချယ်ရပါလိမ့်မယ်။သူကလက်နက်တွေကိုရွေးချယ်ပြီးသားပါ။ပြည်သူတွေရဲ့စာအုပ်အနေဟာဦးစားပေးမဟုတ်တော့ပါဘူး။ ဒါကစစ်ပွဲနှစ်ခုကိုဖန်တီးခဲ့ပါတယ်စစ်ပွဲတစ်ခုကယူကရိန်းမှာပါနောက်ထပ်စစ်ပွဲတစ်ခုကတော့ရုရှားအတွင်းမှာပါဒါဟာနိုင်ငံတော်နဲ့သူ့ရဲ့အလုပ်သမားတွေခြားကစစ်ပွဲပါရုရှားရဲ့ငွေကြေးအရန်တွေဘလာဖြစ်နေတာလဲအခုရှိနေပါပြီ Gazprom ကကြီးမားတဲ့ဆုံးရှုံးမှုကျင်းပခဲ့ပါတယ်ရူဘယ်629ဘီလီယံဆုံးရှုံးခဲ့ပါတယ်ဒါဒေါ်လာ9ဘီလီယံလောက်ရှိပါတယ်ဒါ22နှစ်အတွင်းပထမဆုံးအချိန်မှာ Gazprom ဟာမခိုင်မာတော့ပါဘူးနိုင်ငံတော်ရဲ့ထောက်ပံ့မှုကြောင့်သာရှင်းတက်နေတာပါအကြောင်းရင်းကစီမံခန့်ခွဲမှုညံပြင်းတာတခုတည်းမဟုတ်ပါဘူး အကြောင်းရင်းကရုပ်ပိုင်းဆိုင်ရာပျက်စီးမှုကြောင့်လည်းဖြစ်ပါတယ်။ယူကရိန်းတိုက်ခိုက်မှုတွေကရေနံချက်စက်ရုံ40ကျော်ထိမှန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကရေနံချက်စွမ်းရည်21ရာခိုင်နှုန်းကိုဖျက်ဆီးခဲ့ပါတယ်။ဓာတ်ဆီထုတ်လုပ်မှုရဲ့40ရာခိုင်နှုန်းကိုဖျက်ဆီးခဲ့ပါတယ်။လောင်စာဆီထောက်ပံ့ရေးလမ်းကြောင်းတွေပိတ်ဆို့သွားခဲ့ပါတယ်။ဒါကြောင့်စီးပွားရေးစတင်နှင်းမွန်းလာပါတယ်။အထူးကစွမ်းအင်ကုမ္ပဏီကြီးတွေလည်းအခုအားနည်းနေပါပြီ။ Rough Knock နဲ့ Gasprom တို့လည်းရုန်းကန်နေရပါတယ်။ဖျက်ဆီးသွားတဲ့နေရာတွေကိုသူတို့ပြုပြင်လို့မရပါဘူး။အနောက်တိုင်းကလိုအပ်တဲ့အစိပ်ပိုင်းတွေကိုမရနိုင်လို့ပါ။ တရုတ်ကအစိပ်ပိုင်းတွေဟာအရေးသွေးနေပြီးအံဝင်ခွင့်ကြမဖြစ်ပါဘူးအဲ့ဒီအပြင်တရုတ်ဘဏ်တွေကရုရှားကိုငွေပေးချေမှုတွေရပ်တန့်ခဲ့ကြပါတယ်ရေနံတင်သင်္ဘောတွေစိတ်ကန်းတွေမှာစောင်းဆိုင်နေကြပါတယ်ငွေတွေလည်းမစည်းစိမ်နိုင်တော့ပါဘူးနောက်ပြီးတရုတ်ကရေနံကိုအရန်နိုင်တဲ့ဈေးတွေနဲ့ဝယ်တာပါလီခွန်ရေနံစက်ရုံကလည်းအန္တရာယ်ရှိနေပါတယ်နိုင်ငံခြားပိုင်ဆိုင်မှုတွေကိုရောင်းချတာမျိုးထိဖြစ်လာနိုင်ပါတယ်စွိုင်းကန္နာဟာဗတ်ပေါင်းစုံကနေဖိနှိပ်ခံရပါပြီပိတ်ဆို့မှုတွေကလည်းနှီးပညာကိုပိတ်ဆို့ပါတယ် တိုက်ခိုက်မှုတွေကအခြေခံအဆောက်အအုံတွေကိုဖျက်ဆီးတယ်။ငွေပေးချေမှုတွေလည်းရပ်တန့်နေပါတယ်။ရုရှားအစိုးရကချာဆုံးနေတဲ့ကုမ္ပဏီတွေကိုပြည်သူပိုင်သိမ်းယူဖို့လိုချင်ပါတယ်။ဒါပေမဲ့လည်းနိုင်ငံတော်မှာငွေမရှိပါဘူး။ဒါဟာနှိမ့်ညွတ်နေတဲ့တင်မော်တစီကိုနောက်ထပ်နှိမ့်ညွတ်တဲ့တင်မော်တစီနဲ့ချီထားတယ်လို့ပါ။သမိုင်းကလည်းဒီပုံစံကိုပြသနေတာပါ။လူတွေစာလောင်လောင်တဲ့အခါအင်အားကြီးတဲ့စစ်တပ်တွေချာဆုံးတက်ပါတယ်။1918ခုနှစ်မှာပေါမုတ်တန်းစီတဲ့လူရန်တွေကဇာပရင်ကိုအဆုံးသတ်ခဲ့ပါတယ်။ဆိုဖီယာခင်မဘလာဖြစ်နေတဲ့စားတောက်ကုံစင်တွေကပြိုလဲမှုကိုဖြစ်စေခဲ့ပါတယ်။ အခုလည်းဒီလက္ခဏာတွေထပ်ပေါ်လာနေပါပြီအလုသမားတွေလာစားမရဘူးမြို့တွေထိန်းချုပ်ခံနေရတယ်လူတွေဒေါသထွက်နေကြတယ်နောက်ပြေးဆောင်ရသည်ရောက်ပြီမလို့ဖီးယားတွေကစုပုံနေကြပါတယ်ပူတင်ကဒုံးကြီးတွေနဲ့အာဏာတွေကိုယုံကြည်ပါတယ်ဒါပေမဲ့ဆာလောင်တဲ့လူတွေကိုသာရထိန်းချုပ်လို့မရနိုင်ဘူးဆိုတာကိုတော့သူမေ့နေပါတယ်အုံမြဲအလ်ကွဲသွားတဲ့အခါအဆောင်တစ်ခုလုံးပြိုလဲမှာပါပြီးတော့အမှန်တရားကိုတိတ်ဆိတ်စေသူတွေလည်းအတူတူကြာဆုံးသွားပါလိမ့်မယ်တကယ်စစ်ပွဲကရုရှားပြည်တွေမှာပါ တကယ်အန်ရဲကလူမှုရေးပြိုလဲမှုပဲဖြစ်တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။